အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပါလို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျစကန်ဒိမြို့သိမ်းနဲ့ ထင်းသားမြင်သားရှိသောစစ်ပွဲအောင်နိုင်သည့်အထိတိုက်ခိုက်နိုင်သောအရာရှိနှင့်စစ်သည်များကိုအသက်အရွယ်နှင့်အရေးချင်းကန့်သက်ချက်မထားဘဲယာရုတိုပေးမည်ဟုမေအောင်နိုင်ကမလွန်ပေးနေကြောင်းသိရပါသည်မြန်မာနိုင်ငံတော်ကစကန်ဒိန်မြုပ်သိမ်းနှင့်ထင်းသားမြင်သားရှိသောစစ်ပွဲအောင်နိုင်သည့်အထိတိုက်ခိုက်နိုင်သောအရာရှိနှင့်စစ်သည်များကိုအသက်အရွယ်နှင့်အရေးချင်းကန့်သက်ချက်မထားဘဲယာရုတိုပေးမည်ဟုမေအောင်နိုင်ကမလွန်ပေးညွှန်ကြားချက်တည်းရထုတ်ပြန်လာကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါသည် အချမ်းမဲ့စစ်ကောင်စီကလာမည့်နှစ်ကုန်ပိုင်းတွင်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်းထို့ကြောင့်နိုင်ငံတော်တည်ရင်ရေးနှင့်လုံခြုံရေးအတွက်တပ်မတော်သားများပါဝင်နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြောင်းနေမည့်တည်ရင်အေဂျင့်ရေးနှင့်ဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင်စခန်းသိမ်းမြို့သိမ်းနှင့်ဆုံးရှုံးနယ်မြေများပြန်လည်ရရှိရေးတိုက်ပွဲအနိုင်ရရှိသည့်အထိတိုက်ခိုက်နိုင်သောအရာရှိစစ်သည်များအားလုံးကိုအသက်အရွယ်ပြင်ရအရေးချင်းနှင့်ယာဒူးဆိုင်ရာကန့်သက်ချက်များမထားတော့ဘဲယာဒူးတိုးအဆင့်တိုးပေးမည်ဖြစ်ကြောင်းထို့ပြင်ထိုက်ထိုက်တန်တန်လည်းစုချမည်ဖြစ်ကြောင်းသိရှိရပါသည် စကားသေးမျိုးသိန်းနဲ့ဇုံရှုံထားတဲ့နယ်မြေတွေပြန်ရအောင်တိုက်ပွဲတွေအနိုင်ရရှိရင်ယာရုတိုအဆင့်တိုးပေးမယ်အဲဒီလိုတိုးပေးတဲ့နေရာမှာအသက်အရွယ်အည်ရချင်းအကန့်အသတ်မထားတော့ဘဲတိုးပေးမယ်လို့ညွှန်ကြားချက်ထုတ်လာတယ်ထင်သာမြင်သာရှိတဲ့တိုက်ပွဲအောင်နိုင်မှုတွေဆိုရင်စုတစိတ်တွေပါချင်းမြင့်မယ်လို့ပါတယ်ဟုနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါတယ်ထို့သောစစ်ကောင်စီကမလုံးပေးရရင်စစ်မှုထမ်းတပ်သားများလည်းအကျုံးဝင်ကြောင်းယာရုတိုရရင်တိုက်ခိုက်စွမ်းယူတဲ့စစ်ပွဲအောင်နိုင်မှုအပေါ်မူတည်၍တိုးမြှင့်ပေးမိဖြစ်ကြောင်း ထိုက်တန်သောယာဓုနှင့်အဆင့်များနှင့်အတူလစာစုကြေးအပါဝင်အခြားခွင့်ကြီးများပါခန်းစားခွင့်ရှိမည်ဖြစ်ကြောင်းသိရပါသည်အချမ်းပဲစစ်ကောင်းစီတပ်တွင်ပြည်သူ့ကာကွယ်တပ်များထံတွင်အလင်းဝင်ခြင်းထွက်ပြေးခြင်းစစ်ကားနှင့်မြို့များကိုခုခံကာကွယ်ခြင်းမပြုတော့ဘဲထွက်ပြေးခြင်းလက်နက်ချခြင်းစစ်တုပ်ပန်းအဖြစ်အဖမ်းခံခြင်းများဖြစ်ပေါ်လျက်ရှိကြောင်းတော်လှန်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်အရသိရှိရပါသည် BNL တပ်သား5ဦးကိုစစ်တပ်နဲ့၎င်းတို့လက်အောက်ခံ BNO အဖွဲ့ကပြစ်ခတ်တပ်ဖြတ်ခဲ့သည့်တပ်တွေများရရှိကြောင်းသိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်အခြေဆိုင် PNL တပ်သား5ဦးကိုအကြမ်းဖက်စစ်တပ်နဲ့၎င်းတို့လက်အောက်ခံ PNO အဖွဲ့ကပြစ်ဒတ်တပ်ဖြတ်ခဲ့သောတပ်သေးများရရှိထားကြောင်း PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်ဇန်နဝါရီလ12ရက်နေ့တွင်ရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်ထီဆုံကျေးရွာအနီးတိုက်ပွဲအတွင်းပိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL မှရဲဘော်5ဦးဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရသည့် PNL ရဲဘော်၅ဦးကိုဇန်နဝါရီလ13ရက်နေ့တွင်အချမ်းပဲစစ်တပ်နှင့်၎င်းတို့လက်အောက်ခံ PNO အဖွဲ့ကပြစ်ခတ်တပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဖြစ်စဉ်ကတော့ကျွန်တော်တို့ဇန်နဝါရီလ14ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ဖြစ်စဉ်ပေါ့။အဲ့ဒီတုန်းကတော့ကျွန်တော်တို့ရဲဘော်၅ဦးကိုဖမ်းထားတယ်။ဖမ်းထားပြီးတော့ပုံယူထုတ်လာတယ်ပေါ့။ကျိုးနဲ့ချီထားတယ်ကျွန်တော်တို့ရဲဘော်၅ယောက်ကိုနောက်နှစ်ပုံမှာတော့အဲ့ဒီ၅ယောက်ကိုပြစ်တက်ထားတဲ့ပုံတွေပေါ့အခုကျွန်တော်တို့ရတဲ့ဗီဒီယိုကအဲ့ဒီဖြစ်စင်ပေါ့ဒါပေမဲ့၅ယောက်ကိုတပြိုင်တည်းတတ်တာတော့မဟုတ်ဘူး တယောက်ကတော့တခြားနေရာမှာတက်တယ်ပြီးတော့လေးယောက်ကိုအဲ့ဒီဗီဒီယိုထဲမှာပါတဲ့အတိုင်းပြစ်တက်ခဲ့တာဟု PNL သတင်းနဲ့ပြန်ကြားတာဝန်ရှိသူကပြောပါတယ် PNL အနေဖြင့် PNO ပြူးစစ်ဖွဲ့ဝင်များဗမှုအဆင့်ထိအရာရှိများဖမ်းဆီးရရှိခဲ့မှုရှိတော်လဲညံပါနှိပ်စက်ခြင်းတပ်ဖြတ်ခြင်းတို့ကိုလုံဆောင်ခဲ့ခြင်းမရှိကြောင်းစစ်တုံးပန်းဥပဒေနဲ့အညီထိန်းသိမ်းထားကဘုဥ္စာပရင်ကျင်းမှုဗဟုကတော်လကောင်ဘူရန်တံခါတော်များဖွဲ့ကတော့လကောက်မြစ်တရက်ခံလာပါကလူငင်းချမ်းသာခွန်ပေးခဲ့ကြောင်းသိရပါဗျ။ကျွန်တော်တို့ကတော့ ဖန်စီထိန်းသိမ်းခဲ့တဲ့စစ်တုံးပေါင်းတွေဆိုရင်လည်းစေဝါကူတာမှုတွေပေးခဲ့တယ်။အသက်ရှင်တာခွင့်ပေးခဲ့တယ်။ဒါပေမဲ့သူတို့ကတော့စစ်တုံးပေါင်းကိုစစ်တုံးပေါင်းလို့ဆက်ဆံတာမဟုတ်ပဲဒီလိုမျိုးကျူးလွန်ခဲ့တာဖြစ်ပါတယ်။ view ထဲမှာဆိုရင်နောက်ကနေပြစ်တဲ့သူကစစ်ကောင်စီဝတ်စုံကိုဝတ်ထားတဲ့လူဆိုပေမဲ့စစ်တုံးပေါင်းတွေရဲ့ထွက်ဆိုချက်အရစစ်ကောင်စီနဲ့ PNO ပြူးစစ်ကအတူတူပြစ်တက်ခဲ့တာလို့သတင်းတိကျရပါတယ်ဟု PNL သတင်းနဲ့ပြန်ကြားတာဝန်ရှိသူကပြောပါတယ်။အခုရရှိထားသောတက်သေးသည့်စစ်ပွဲအတွင်းဖမ်းဆီးရရှိသည့်စစ်တုံးပန်းတဦးဖုန်းထဲမှတွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူစစ်တုံးပန်းစစ်သားကလည်းစစ်ကောင်စီတပ်သားများနဲ့အတူ PNO ပြည်သူစစ်များကဝန်ဝန်ပြတ်သက်ခဲ့သည်ဟုဝန်ခံထုတ်ဆိုထားကြောင်းသိရပါတယ်။လက်ရှိဖြစ်ပွားနေသည့်စစ်ပွဲသည်စစ်အာဏာရှင်စနစ်တိုက်ဖြတ်ရေးအတွက်တိုက်ခိုက်နေခြင်းဖြစ်ပြီးလူမျိုးတစ်မျိုးဒေသတစ်ခုအတွက်တော်လှန်ရေးလုပ်နေတာမဟုတ်ကြောင်းထို့ကြောင့်ပို့လူမျိုးအချင်းချင်းတက်ပြတ်ခြင်းမဖြစ်စေရန် PNO ပြည်သူစစ်စခန်းများကိုတွားရောက်တိုက်ခိုက်ခြင်းဖမ်းဆီးတက်ပြတ်ခြင်းများလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းအသိပေးထားပါတယ်။အခုဖြစ်နေတဲ့တော်လှန်ရေးကစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်ဖို့ဆင်နွှဲနေတဲ့တော်လှန်ရေးဖြစ်ပါတယ်။ ဒါကြောင့်မို့စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ရေးတော်လှန်ရေးခီးစဉ်မှာပါဝင်နေတာဖြစ်ပါတယ်။အခုထိ PNO ပြည်သူစစ်တွေကိုအရင်သွားတိုက်တာမျိုးမရှိခဲ့ဘူး။ကျွန်တော်တို့ကတမိုင်းတင်ခန်းစာကိုကောင်းကောင်းယူထားတဲ့အခါကျတော့ပို့အချင်းချင်းတက်ဖြက်တာမျိုးမဖြစ်အောင်ဆိုပြီး PNO ပြည်သူစစ်စခန်းတွေကိုသွားတိုက်တာဖမ်းဆီးတက်ဖြက်တာမျိုးလုပ်တာမရှိခဲ့ပါဘူး။ကိုကိုကိုကာကွယ်ခွင့်အနေနဲ့ပဲနေထိုင်နေတာဖြစ်ပါတယ်ဟု PNL သတင်းနဲ့ပြန်ကြားတာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီနဲ့တိုက်ပွဲမှဖြစ်ပွားသည့်အချိန်ကလည်းရွာတို့အလဲပြန်သည့် PNL တပ်ဖွဲ့ဝင်5ဦးကို PNO ပြည်သူ့စစ်မြတ်ကဖမ်းဆီးတပ်ဖြတ်မှုရှိခဲ့ကြောင်းထို့သောဖမ်းဆီးတပ်ဖြတ်မှုများကိုအခွင့်ကောင်းယူကာပို့လူမျိုးချင်းချင်းတပ်ဖြတ်မှုမဖြစ်စေရန်ထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။ PNO ပြည်သူ့စစ်တွေအနေနဲ့ကဒီစစ်ကောင်စီနဲ့တိုက်ပွဲမှဖြစ်ပွားခင်ကတည်းကလည်းရက်ရွာအလဲပြန်ခဲ့တဲ့ရဲဘော်5ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်လည်းရှိပါတယ်။ဒို့ဝိမဲ့အဲ့ဒီဖြစ်စဉ်တွေကိုအကြောင်းပြပြီးတော့မှကိုလူမျိုးအချင်းချင်းတွေးချောင်းမစည်းဖို့ထိမ့်သိမ်းခဲ့တယ်။လက်စားချေခြင်းနဲ့ပုံစံလက်မတုံ့ပြန်ခဲ့ပါဘူး။ ကျွန်တော်တို့စစ်အာဏာရှင်တပ်ဖြတ်ရေးကိုဥတီပြီးတော့စနစ်ပြောင်းတော်လှန်ရေးကိုဆင်နွှဲနေတာပါသို့တော့ပြည်နယ်ပြည်သူစစ်ကတော့သူတို့တချို့ခေါင်းဆောင်ပို့အချင်းချင်းမတက်ဖြတ်ခြင်းနဲ့ခေါင်းဆောင်တွေစစ်ကောင်စီလက်အောက်မှာမလေးရှင်းတဲ့ခေါင်းဆောင်တွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ပြည်နယ်ပြည်သူစစ်ကိုချုပ်ကင်နေတာကပို့လူမျိုးမဟုတ်တဲ့ခရိုနီနေဝင်တွင်းကချုပ်ကင်ထားတဲ့ခါကြတော့စစ်ကောင်စီနဲ့ခရိုနီနေဝင်တွင်းခိုင်းသမျှလုပ်နေရတယ်လို့ပဲပြောလို့ရပါတယ်ဟုတ် PNL သတင်းနဲ့ပြန်ကြားတာဝန်ရှိသူကပြောပါတယ် တမ33ဌာနချုပ်ကိုရှော့လိုက်တုံးပြစ်ခတ်မှုကြောင့်တေဆုံးသူရှိဦးနဲ့ဒဏ်ရာပြင်းထန်မှု၃ဦးရှိကြောင်းသိရပါဗျ။ဘိုခင်းနဲ့မော်တော်ယာဉ်များမိလောင်ပျက်စီးပြီးလမ်းခန်းတစ်ခုပါပြိုကျကြောင်းသိရပါဗျ။သခိုင်းတိုင်းသခိုင်းမြို့ကတမ33ချင်းမြန်ဌာနချုပ်ကိုရှော့တိုက်တုံးတွေပြစ်ခတ်တက်ခိုက်မှုမှာတပ်တွင်းမော်တော်ယာဉ်တွေနဲ့ဘိုခင်းမိလောင်ပျက်စီးပြီးတေဆုံးသူ၈ယောက်ထိရှိခဲ့ကြောင်းသိရပါဗျ။ဒါအပြင်လမ်းခန်းတစ်ခန်းလည်းထိမှန်ပျက်စီးပြီးစစ်သားနဲ့ရဲမေတွေပါထိခတ်ဒဏ်ရာရရှိခဲ့ကြောင်း BWM တာဝန်ရှိသူကပြောပါဗျ။မင်းလာ31ရက်နေ့ မနေ့ကနေ့လယ်ပိုင်းမှာ BWM နဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကအမတ်33ချင်းမြန်တပ်မဌာနချုပ်တပ်မ33ကို short တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခဲ့တာဖြစ်ပြီးဌာနချုပ်ဝန်တွင်ထိခိုက်တိုက်စုံမှုတွေကိုတရက်အကြာမှာအခုလိုထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။သခိုင်းရဲ့ခြေဆိုင်အမတ်33ချင်းမြန်ဌာနချုပ်ကိုစစ်ကောင်စီထိပ်သီးကောင်းဆောင်တယောက်လာရောက်ဖို့ရှိခဲ့ကြောင်းသတင်းအရအခုလိုတိုက်ခိုက်ခဲ့တာလို့ BWM တာဝန်ရှိသူကပြောပါတယ်။ short တိုက်တုံးတွေကြားရပေါက်ခွဲခဲ့တဲ့အတွက်ဌာနချုပ်ဘိုဟိုကင်းမိလောင်သွားသလိုတပ်သုံးကား20နဲ့ လိုင်းခန်းတစ်ခုလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီတပ်သား6ယောက်နဲ့တပ်တွင်းအချုပ်သား2ယောက်လည်းရှော့လိုက်တုံးထိမှန်တေဆုံးခဲ့ပြီးမော်တော်ယာဉ်မှုနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်ပါအပြင်းထန်တရာရရှိခဲ့ကြောင်းလိုင်းခန်းပြိုကျရာမှာနောက်ထပ်ရဲမြေ3ယောက်လည်းထိခိုက်ခဲ့ကြောင်းသိရပါဗျ။အထက်ပါထိခိုက်တည်ဆုံမှုစင်းတွေဟာလက်လမ်းမီတလောက်တင်ပြထားတာဖြစ်ကြောင်းနဲ့စစ်ကောင်စီထိပ်သီးကောင်းဆောင်လာရောက်ခြင်းရှိမရှိကိုတော့စုံစမ်းလို့မရသေးကြောင်း BWM ကထုတ်ပြန်ထားပါတယ်။အခုလိုမျိုးကျွန်တော်တို့တိုက်ခိုက်မှုမှာစစ်ကောင်စီအတွက်အထိနာတယ်။ အပြည့်စည်းများတယ်ဆိုတော့ဝမ်းသာတယ်။နောက်ထပ်လဲစစ်ကောင်စီအမြင့်ပြည့်ရေးအတွက်ဆက်လုပ်သွားမယ်။ပြည်သူတို့ဝန်းရံပေးပါလို့ရှော့တိုက်လုံးပြစ်ခတ်မှုမှာပါဝင်ခဲ့တဲ့ No More Dictatorship NMD တာဝန်ရှိသူကပြောပါတယ်။ရှော့တိုက်လုံးပြစ်ခတ်မှုကို BWR အဖွဲ့ကသူတို့ရဲ့ BWR Mission 40အဖြစ်မှုဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး Share စကိုင်းအဖွဲ့ No More Dictatorship NMD နဲ့စကိုင်းမြုပ်ပြပြောက်ကြား Infinity တို့ကပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ PDF uniform ပဲပုံမှန်ရိုက်လာသည့်အကြမ်းဖက်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်များမင်းကုန်းတွင်တိုက်ပွဲဖြစ်ပွားကြောင်းသိရပါသည်စစ်ကောင်စီတပ်များကင်းရွာကိုဝန်ရောက်မိရှုဖျက်ဆီးခဲ့ကြောင်းသိရပါသည်သခိုင်းတိုင်းမင်းကုန်းဒေသမှာ PDF uniform ဝတ်ပြီးစစ်ကြောင်းဝင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုတွေရှိခဲ့ကြောင်းရန်နာဘုံတအူး LPDF တာဝန်ရှိသူကပြောပါသည် မေလ28ရက်နေ့မနေ့စောပိုင်းကမင်းကွန်းရဲစခန်းကနေထွက်ခွာလာတဲ့အင်အားတရာခန့်ပါအကြမ်းဖက်စစ်ကြောင်းဟာမင်းကွန်းမြောက်ဘက်ကင်းရွာကိုဝင်ရောက်ချိန်တော်လှန်ရေးတပ်တွေနဲ့ထိတွေ့မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ PDF တရင် uniform တွေဝတ်ဆင်က PDF အလာယူဆောင်လာတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်တွေကအခုကန်တိုက်ခဲ့တာဖြစ်တယ်လို့ရနာဘုံတအူ LPDF ကထုတ်ပြန်ပါတယ်။အဲဒီကဖြစ်စဉ်မှာစက္ကစဘက်ကကျွန်တော်တို့ Federal အလာရဲ့ PDF uniform တွေဝတ်ပြီးစစ်ကြောင်းထိုးလာတာကထူးခြားဖြစ်စဉ်ပေါ့။ ကျွန်တော်အင်အားစုတွေကတော့နေမြေမပေးရကြီးကိုတီးပြီးခံစစ်အနေထားနဲ့ခုခံခဲ့တာပါလို့ညနာပုံတအူး LPDF စေတာဝန်ခံကပြောပါတယ်။နှစ်ဖက်ပြန်လာပြစ်ခတ်မှု9နိုင်ကြာကြာမြင့်ခဲ့တဲ့အဲ့ဒီတိုက်ပွဲတွင်တော်လှန်ရေးတပ်တွေပြန်လဲထိုးစစ်ဆင်မှု調査ချိန်မှာစစ်ကောင်စီကကင်းရွာကိုဝင်ရောက်မိရှို့ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲပြီးမှမီးဝင်ရှို့တာပါ။ဆက်ကဆဘက်ကဆဆရရာတန်လုံးနဲ့ထိုးလာတော့ကျွန်တော်အနေနဲ့စုဖွဲ့ပြန်လုပ်ရတဲ့အနေဒါကိုရောက်သွားတယ်ကျွန်တော်မစုပ်ပေးလို့မရတော့တဲ့အနေဒါပေါ့ စုဖွဲ့မှုပြန်လုပ်ပြီးနယ်မြေမပေးရရေးကိုဦးစားပေးလို့ဖို့ပြန်လဲထိုးစစ်လို့ဖို့ပြင်ဆင်နေတဲ့အချိန်မှာသူတို့ကရွာကိုမဲပြီးမြို့ရှို့သွားခဲ့တာပါလို့ရန်ရဘုံတအူး LPDF စေတောင်ခံကပြောပါတယ်စစ်ကောင်စီတပ်ရဲ့မြို့ရှို့ဖျက်ဆီးမှုကြောင့်ကင်းသေးရွာကနေအလုံး20နီးပါးမီးလောင်ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်အဆိုပါကျမ်းဖက်စစ်ကြောင်းကိုရန်ရဘုံတအူး LPDF နဲ့အတူဇုံငါမင်းကွန်းတိုက်နယ်ဘက်ကပါ People Sovereign Force PSF ချမ်းမြသာစီမြို့နယ်ဘက်ကပါ Unicorn ပျောက်ကြား SLDF နဲ့နေမြေကမားမေးတပ်ဖွဲ့တွေကခုခံတိုက်ခဲ့တာဖြစ်ပြီးစကန်းခရံတိုင်ရင်တဲ့စကန်းခရံတိုင်ရင်နဲ့ဇုံလေးပူပေါင်းအဖွဲ့တွေနဲ့လည်းနေမြေရှင်းလင်းလို့ဆောင်ခဲ့တယ်လို့ရန်နာဘုံတအူး LPDF ကထုတ်ပြန်ထားပါတယ်။